တကယ်လို့ကုလူတို့က Minecraft ရဲ့ server တခုတည်းကိုရောက်လာခဲ့ပြီးတော့အဲ့ဒါတကယ်ထူးဆန်းတဲ့ social တွေအကြမ်းစား weapon တွေလုံးဝအမိုက်စားနေရာတွေအစရှိနေခဲ့ရော လုံးဝတကယ်မိုက်ပါတယ်ဒါပေမဲ့အဲ့ဒီ war ရဲ့မှာကျွန်တော်တို့တက်မဲ့ player တွေအဲ့ဒီမှာမှကျွန်တော်တို့လိုက်တက်မဲ့ player တွေလုံးဝ player တွေလိုက်နေပြီးတော့လုံးဝကျွန်တော်အသက်ရှင်စရာနေရာမရှိအောင်ကိုဖြစ်နေခဲ့ရောအဲ့ဒီမှာမှကျွန်တော်ကအဲ့ဒီ server ထဲမှာလုံးဝ netherite full armor တွေ လုံးဝ Myser Legendary Weapon နေ Weapon တွေကိုကျွန်တော်တို့တွေကရအောင်ယူသွားပြီးတော့အဲ့ဒီကျွန်တော်တို့လာနှောက်ရတဲ့ player တွေအားလုံးကိုကျွန်တော်ပြန်လိုက်တမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်မျှော်မတကယ်ဖြစ်လာမလားမဖြစ်လာဘူးလားဆိုတာကိုကျွန်တော်တို့တွေအတူတူဆက်ပြီးကြည့်လိုက်ကြရအောင်။ပြီးတော့တကယ်ပုံမိုက်တာကအဲ့ဒီလက်နက်ဓာတ်ချောင်းရဲ့ damage လည်းရှိတာကြောင့် player တွေကိုတက်လို့ရှင်လဲရပါသေးတယ်။ကဲဒါဆိုရင်တော့ကျွန်တော်အဲ့ဒီ weapon ရယူနိုင်မလားကြည့်လိုက်ကြရအောင်။ โอเคအခုဆိုရင်တော့ကျွန်တော်ဆာဗာထဲကိုတော့ရောက်ရှိလာပြီဆာဗာထဲမှာတော့လောလောဆယ်ကတော့ကျွန်တော်တယောက်တည်းပဲရှိပါသေးတယ်လောလောဆယ်ကတော့ကျွန်တော်အချိန်ကတော့သူများတွေမရောက်ခင်တဲ့အချိန်မှာကျွန်တော်အရင်ဆုံးပစ္စည်းတွေရအောင်ယူပါမှာကျွန်တော်တာဝန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ပစ္စည်းတွေအများကြီးရအောင်လုပ်လိုက်အောင်ပြီးတော့ခါကျတော့ဒီဆာဗာမှာက PPP on ထားတာဖြစ်တဲ့အတွက်ကြောင့်ဘယ်ချိန်ဘယ်နေရာမှဆိုရှင်ကျွန်တော် play ရန်သူတွေကရောက်ရောက်လာနိုင်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ အဲ့အဲ့ကျွန်တော် basic 2တွေကတော့အရင်တော့မိုင်းပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ခေဗီဒီယိုဆင်လိုက်ကြရအောင်လာ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 ကဲဒါဆိုရင်ကျွန်တော် straight mine လေးကိုလုပ်ကြည့်လိုက်ဘာလို့လဲဆိုတော့အပေါ်ကခေပါကျွန်တော်ဘိုင်းတန်ကောင်းကောင်းမှမတွေ့ခဲ့ပါဘူးဗျာအဲ့တော့ကျွန်တော် straight mine လေးပဲလုပ်ကြတာပေါ့ โอเคခုစတော့ကျွန်တော် story man เนี่ย อืมခေလေးတစ်ခုတွေ့ပြီဆိုတော့ဆင်းရမှာပေါ့ဟုတ်တယ်မလားကျွန်တော်အာယုန်နေရှာမယ်လာဖက်လက်ဇူရီရှာမယ်ဂိုးတွေရှာမယ်အဲဒိုင်းမွန်းတွေရှာမယ်ကေဒါဆုံးတော့ရမလားကျွန်တော်ကြည့်လိုက်ရအောင် အဲ့ဒီနောက်မှာကျွန်တော် strike ပြန်မိုင်းခဲ့တယ်ဘာလို့လဲဆိုတော့ diamond မတွေ့လို့ပေါ့နော်အဲ့ဒီမှာကျွန်တော်ထူးဆန်းတာကတော့ကိုလိုလိုပဲကြည့်လိုက်ပါတော့ဗျာကျွန်တော်တွေ try ရဲ့ chamber ကြီးတစ်ခုတည်းကိုရောက်လာတာပဲဖြစ်ပါတယ်ဒါကတော့ minecraft 1.21 update မှာပါခဲ့တဲ့လုံးဝ copper nandor ကြီးလို့ခေါ်ရတဲ့နေရာကြီးတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီကောင်ကလည်းလုံးဝ anti အများတဲ့ကောင်တွေပြည့်နှက်နေရမှာမလို့ကျွန်တော် iron full armor လေးကိုအရင်ရအောင်လုပ်ပြီးတော့အမ်ဘာအရင်လုပ်တယ်ဆိုတာကျွန်တော် mine တော့ mine ပြီးလားကျိုးလိုက်တာပေါ့နော် ကျိုးလိုက်ပါတယ်အရင်ဆုံးတော့ကဲဒါဆိုတော့ကျွန်တော် eye train ချင်ပါတယ်မှာ block anti များမလဲဆိုတာကြည့်လိုက်ရအောင်ကဲခုဆိုတော့ကျွန်တော် iron food အမှာရရဆိုတော့ကျွန်တော်တို့လေ eye train ချင်ပါတယ်မှာဘယ်လိုဖြစ်မလဲဆိုတာကြည့်အဝင်ကြည့်အောင်ဝင်ကြည့်မယ်ဝင်ကြည့်မယ်အဲကျွန်တော်ဟိုမှာ spawner တခုတွေ့ရဆိုတော့ oh my god skeleton နေရှိရဟာ ice spawner ကိုကျွန်တော် ice spawner မော်တွေကိုအရင်သွားရှင်းအောင် let's go ကဲခုဆိုတော့ကျွန်တော်စချနေပါပြီဗျာ ဘယ်လိုမျိုးလဲဆိုကျွန်တော်နီလန်လေးတစ်ခုသုံးလိုက်တယ်အဲအဲ့မှာအမမအမမအဲသူတို့တွေမပြစ်နိုင်အောင်လို့လုပ်လိုက်တယ်ကျွန်တော်လုံးဝမိုက်တယ်ကဲအဲ့လိုကျွန်တော်ဒီထဲမှာကျွန်တော်လောချင်တဲ့ဟာတစ်ခုကတော့ mace လို့ခေါ်တဲ့လုံးဝကျန်းစာအိုက်တမ်ကြီးတစ်ခုပေါ့နော်အဲ့ဒီ mace ကလုံးဝတကယ်လဲကျန်းတဲ့ဟာကြီးဖြစ်တာကြောင့်ကျွန်တော်အဲ့ဒီဟာကိုလိုချင်တယ်အဲ့လိုကျွန်တော်ဒီထဲကနေ mace ကိုရနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီထဲမှာပဲလောလောဆယ်နေလိုက်ကြတာပေါ့ဒီကောင်လေးလိုက်တဲ့ရင်ကျွန်တော် mace တွေယူကြမယ်လေ ကဲခုဆိုရင်တော့ကျွန်တော်ပထမဆုံးဟာနေပြီးတော့ကျွန်တော် bread တွေရတယ်။ um ဘာဖြစ်ကောင်းမကောင်းမလဲဘာလို့လဲဆိုတော့ကျွန်တော်အခုအစားစာမရှိလို့သွေးရည်ရော့နေရပေါ့နော်။အဲ့တော့ကျွန်တော်သွေးပြန်ဖြည့်ကြမယ်။ကဲဒီလိုမျိုးတွေပဲနောက်ထပ် item လေးတွေကျွန်တော်လိုက်ယူကြတာပေါ့နော်။ဒီလိုမျိုးဟာတွေကအများကြီးရှိရဲ့။အဲ့ဟာရတော့တွေကနေဖွင့်ပြီးတော့ကျွန်တော်ကန်ကောင်းလို့ရှိရင်အဲ့ဒီ mix တို့ဘာလို့ရအောင်လုပ်နိုင်နေဗျာကဲဒါဆိုတော့လုပ်ကြည့်အောင် let's go ဲ့လိုနဲ့ကျွန်တော် try ရဲ့ချိန်ပါမှာအချိန်၄တနာရီလောက်ကြာအကုန်ခံပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ခုဆိုရင်တော့ပထမဆုံးအနေနဲ့စပြီးတော့ open အချိန်ရောက်လာပါပြီဒါကတော့ mesia မဲ့ chest လုံးဖြစ်ပြီးတော့ပြောရမယ်ဆိုရင်ရတဲ့ဟာပေါ့နော်တော့အဲ့ဟာရမလားဆိုတော့အမ် enchant golden apple ပဲရတယ်မရဘူးအဲ့တော့ကျွန်တော်ဒါဒါကကျွန်တော် mace က only 7%ပဲရနိုင်တယ်အနည်းဆုံးက အများဆုံးကတော့မသိဘူးအဲ့ဒါဆိုတော့ကျွန်တော်ရဖို့ကတော်တော်ခက်ခဲမှာဖြစ်ပါတယ်ကြည်ဒါဆိုတော့ဆန့်ကြည့်အောင်ထပ်ပြီးတော့ရပါမလားလို့ဗျာကျွန်တော်တို့အချိန်2နာရီကျော်လောက်အနည်းဆုံးကြာပြီးတဲ့နောက်မှာကျွန်တော်ပထမဆုံးအနေနဲ့ heavy call ယူရခဲ့ပါတယ် heavy call ကတော့ mace ရဲ့ပြုလုပ်ရမယ့် item အရေးကြီးဆုံးဟာဖြစ်ပြီးတော့လုံးဝတကယ်အခက်ဆုံးယူရတဲ့ဟာပဲဖြစ်ပါတယ်ကဲဒါဆိုတော့ကျွန်တော်အဲ့ mace ကို ယူပြီးတော့အမပေါင်းအဲ့ဒီ heavy core ကိုယူပြီးတော့ maze တစ်ခုရအောင်လုပ်လိုက်ကြအောင် let's go let's go let's go my god bro ကဲဒါဆိုတော့ကျွန်တော်တို့ maze တစ်ခု craft ရမှချင်းရလာပြီကဲဒါဆိုရင်1 2 3 oh my god ကဲခုဆိုရင်တော့ကျွန်တော်တို့တွေကတကယ် infinity damage လို့ပြောလို့ရတော့တယ် maze ကိုရခဲ့ပြီပဲဖြစ်ပါတယ် maze က infinity လို့ပြောပေမဲ့ first damage ကဆိုရင်တော့ပထမဆုံးအနေနဲ့ဆိုရင်တော့ तू က damage က5ပဲရှိရဒါပေမဲ့ double double စီမြင့်သွားတဲ့အချိန်မှာအဲ့ဒီ damage ကတစ်ခုပြီးတစ်ခုတိုးသွားတယ် war time ဟောအမြင့်ဆုံးကနေဆိုရင် one hit နဲ့ချနိုင်တယ်ဆိုတော့ miss ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ပိုင်ဆိုင်ပြီးဖြစ်တဲ့အတွက်ဒီကောက်မှာလိုအပ်တဲ့ win boss ဆိုတဲ့ enchantment နေတော့ကျွန်တော်ကအဲ့ဒီ trial chamber ဟာဒီမှာရခဲ့ပြီးပြီဖြစ်တဲ့အတွက် win boss 2ဆိုတဲ့ဟာကိုကျွန်တော်ရယူมาဖြစ်ပါတယ်ကဲဒါဆိုရင်တော့ Let's go. ကဲအခုကုန်းပေါ်လည်းရောက်လာပြီဆိုတော့ကျွန်တော်တို့အဲ့ဒီ mage ကိုအန်ချန်လောက်အောင်။ကဲအခုဆိုရင်တော့ကျွန်တော် mage ကိုလည်းအန်ချန်ပေးပြီ။ကျွန်တော်တို့အဲ့မှာ legendary weapon ပါတဲ့တော့ကျွန်တော် crafting နဲ့ကိုဝင်ကြည့်အောင်။ um oh မှတွေ့မြားတစ်ခု။အာဓာတ်တွေလည်းရှိရဲ့မြားအိုးမြားကျွန်တော်အလွယ်ဆုံးရနိုင်တယ် spine glass တဲ့ spine glass ကိုတော့ကျွန်တော်အဲ့ဒီ try အချိန်မှာသွားတော့ကျွန်တော် amethyst မှာ amethyst ရခဲ့တယ်အဲ့တုန်းကကျွန်တော် ပြီးတော့ TNT ရဲ့ TNT ကတော့လွယ်တယ်အဲဘိုးပင်ဖဲသား Okay အဲ့ဒါအရာကျွန်တော်ရရဖြစ်တဲ့အတွက်ကျွန်တော် craft ရအောင်ကဲအခုဆိုတော့ကျွန်တော်လေဒီဂမ်းမောင်းတာအမဟုတ်ပါဒီ TNT တခုလောက်လိုက်မယ် and then ပြလနာ Okay ဒါဆိုလို့ရှိရင်ဒီဘာကြံသေးရအမြားဒီမှာရော့ yes wait 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 ကိုလူတို့ပြောမယ်ဒီဘိုးကဆိုရင်တော့ကျွန်တော်တာမန်ဘိုးတွေထက်ပိုပြီးတော့ထူးဆန်းတယ်ဒီကောင်ကတော့အဲ့ဒီမြားကိုတုံးချင်တယ်ဆိုလို့ရှိရင်တော့သူ့ရဲ့မြားတံကိုရှားမှာဖြစ်ပါတယ်သူ့မြားတံကတော့ကျွန်တော်ကိုယ်တိုင် craft ရမှာလို့ကျွန်တော်ထင်ပါတယ်အဲ့လိုမျိုးကိုယ်တိုင် craft ပြီးမှဒါကျွန်တော်တို့ကမြားကိုတုံးလို့ရမှာဖြစ်ပါတယ်ရိုးရိုးမြားတံနဲ့ဆိုရင်တော့ကျွန်တော်တုံးလို့မရပါဘူးကဲအဲ့ဒီမြားကဘယ်လိုလုပ်လို့တာလဲဆိုတော့အဲ့ဒီမြားမှာတော့ အဲ့ဒီမြောင်းတစ်ချက်ပြစ်လိုက်လို့ရှိရင် तू อ่ะအဲ့ဒီတပထမဆုံးပြစ်တာနဲ့သုံးခါပြစ်တဲ့အတွင်းမှာအနည်းဆုံးတစ်ခါလောက်ကတော့မိုးချိုးပြစ်နိုင်ကြီးရှိပါတယ်။မြားတစ်ချက်ထိသွားရုံနဲ့နွားတကောင်ကမိုးချိုးပြစ်သွားမယ်။အဲ့လိုတဘောမျိုးပေါ့။ကဲလုံးဝတကယ်ကြမ်းနဲ့မြားရွေးဖြစ်ပါတယ်။ဒီမြောင်းကိုရပြီဆိုတော့ကျွန်တော်တို့က arrow ကိုလိုက်ပြီးတော့ craft ရမှာဖြစ်ပါတယ်။အဲ့ဟာမပါဘဲနဲ့ကကျွန်တော်မရဘူးဖြစ်ပါတယ်။ဒါဆိုရင်တော့ဆက်ပြီးတော့စူးစမ်းအောင်။ဟမ်ဟုတ်လား။ ရဲ့ဒီနေ့ကတော့ကျွန်တော် server open ပြီးတော့ second day ပေါ့နော်ဒီခေါက်ကျွန်တော်စိုက်ကြည့်ဘလုံးမပြစ်မရပရာ okay ပါလို့ဒါကကျွန်တော်အခု lava can ထဲကိုရောက်နေတယ်ဒီမှာကျွန်တော်ဒီမှာပေါ့နော်ဒီမှာကျွန်တော်ဒီဒီကိုဆင်းလာတာဘာလို့လဲဆိုတော့ကျွန်တော်ဟိုဟာလေးလိုချင်လို့ပေါ့နော်ဟိုဟာလုံးအောင်လို့နေတာသွားအောင်လို့ပေါ့နော် diamond full တော့မဝတ်တော့ဒီမှာ pro full armor ရတော့ရှိတယ်ကျွန်တော်အရင်တစ်ခေါက်ကကျွန်တော် အိုင်တန်နေရှာခဲ့တယ်ဒီမှာကျွန်တော်အိုင်တန်အခုဆိုရင် legendary weapon နောက်တစ်ခုလောက်လို့ရရပေါ့နော်အဲ့ဒီကောင်ကတော့ကျွန်တော်ပြမယ်အကျွန်တော်ဒီမှာအကောင်လောက်လိုက်မယ် redstone ရပြီအဆို redstone ရပြီနောက်ထပ်လိုတာကကျွန်တော်ဘာလိုသေးလဲဆိုတော့ diamond saw diamond saw ဆိုတော့ဒါဆိုလို့ရှင်ကျွန်တော်ဟိုဒီမှာ Dima. Okay, okay. Yo, chill, bro. What well, big guest? yeah. Hit a entity to knock them away. Oh, not bad, no? That's a minor tool, no? Mine in 3x380. Oh, yeah. oh 3x3 so. Oh chill. Oh my. Oh my god. She Jamie! Holy crap, bro. This is so insane. What the hell? Okay, that's when I don't know. I share my dobby. မကျန်တဲ့ဟာလေးယူလာအောင်မယ်ပြီးလို့ရှင်တောက်ပြန်လုပ်လာအောင်โอเค Oh my god bro shit โอเคนั่นดูไม้น่ะอ่ะถ้าหลบไปโอ้ยาละโอ้ my god ไม้ตัวไม้ตัวบีไม้ตัวบีโอเคลาเพสลาเพสเลซูรียาละหลุละลาเพสละหลุละสุยอะตนลาเพสไม่ရှိว่ะตนคุมาตะดีทามิตนลาเพสတော့ไม่ได้ ခါမှရင်ရောက်စီရည်ကွာကဲခုဆိုတော့ကျွန်တော်တို့အချက်လန်တေဘယ်တော့လောက်လို့ရပြီဆိုဆိုတော့ယူလိုက်တယ်မကျွန်တော်ဒီနားမှာထားလိုက်မယ်โอเคအဲ့တော့ကျွန်တော် အရင်ဆုံးကကျွန်တော်အိုးဒါကို efficiency ပေးလို့ရလားမရတော့အော်ရတယ်ရောအာ efficiency မရအောင် sharpness တွေတော့ကြာတယ် what the hell โอเคအဲ့ဆိုကျွန်တော် leggings ကိုလုပ်လိုက်မယ် project time protection pro 1 pro 1 maybe proper one โอเคအဲ့လိုနဲ့ကျွန်တော် uncharted နဲ့အများကြီးလုပ်ပြီးတဲ့အချိန်မှာနောက်ဆုံးမှာတော့ pro 2နှစ်ခုနဲ့ pro 4နှစ်ခုရရပါတယ်။ဒါ pro 2ဖြစ်သွားရဲ့ဆိုတော့ဒီကောင်တော့ပေါင်းလိုက်မယ်။ Yes pro 2 pro 2ကမှာဖြစ်သွားတယ်။ Let's go let's go let's go ။ဆိုတော့ကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ထဲမှာပေါ့နော် base လေးတစ်ခုစောက်လိုက်မယ်။ဘာလို့လဲဆိုတော့ base လေးကအဆင်ပြေပလားလို့လေ။ Okay အဲ့ဆိုပေါ့ပေါ့ပြန်တက်အခါဒါနဲ့တက်ရပါမှာမသိဘူး။အဲ့လိုနဲ့ကျွန်တော် server ထဲမှာအိမ်ကိုအချိန်နည်းနည်းကြာလောက် စောက်ပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့တာယာလက်ပါရဲ့ base လေးတစ်ခုကိုရခဲ့တာပေါ့နော်ကြည့်ခုဆိုတော့ကျွန်တော်ဒီမှာကတော့ညီကြီးရဲ့နည်းနည်းတော့ရောင်းနေတော့တိတ်တော့မလောက်ဒါပေမဲ့အပြင်ဘက်ကကြီးရတော့အမ်ကျွန်တော်တော့သဘောကျတယ်ဒီပုံလေးကိုလုံးဝမိုက်တယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီနားလေးနည်းနည်းရှင်းအောင်ကျွန်တော် wall pick up လောက်တာလေအဲလုံးဝတော်တော်မိုက်တယ်ဒီလားလုံးဝဒီမျိုးဆောက်ရတယ်နေအရန်လွယ်ွားအာ creeper oh my god ရောင်းရေခရီပါငါးအိမ်ကိုဖောက်တာခါ20လောက်ရှိနေပြီ what the hell အေးကျွန်တော်ဒီရှိမှာ sign လေးတွေပါလေးထိုင်ကောင်းမလားမသိအမ်ပို့ပြီးလောင်းလို့ပေါ့နော်အိုးကျွန်တော်မေးအသက်ပင်လောမခေါ်ရသေးကျွန်တော်အသက်ပင်နေအကုန်ကုန်းနေပြီကျွန်တော်တက်သားတက်သားတွေအကုန်ကုန်းနေပြီခဏနေ Okay ဒီမှာ Okay ရှိရတဲ့ပင်ခိုးလိုက်မယ် Okay ဒါဆိုကျွန်တော်ဒီမှာတခုပဲကျွန်တော်တယ် Yes ဟုတ်ပြီအမ်ခုမှမေးနေ Flint Steel လို့သေးတယ်အော်ဒီဒီအောက်မှာလေးလို့သေးတယ်ဟာ นาดนี้เฟลสตีลูดีเดสุดโตเฟลสตีมาตรงเว้เนี่ยถ้าตรงไหนโอ้ my g ่ d เจ้าเสียขนาดนี้มาลุกขึ้นมาลุกออกมาโอเคยาวีเนต้าอเปน let's go okay ဒါဆိုတော့ကျွန်တော်တော့တွားကြည့်လိုက်မယ်နည်းနည်းနေသားထဲမှာဘယ်လိုအခြေအနေရှိလဲပေါ့နော်အဲ့လိုနဲ့ကျွန်တော်နေသားထဲမှာအဲ့အောက်ဆုံးမှာရောက်နေတော့ခါကျကျွန်တော်အပေါ်ကိုပြန်တက်ရတယ်အဲ့မှာကန်ကောင်းကျင်တော့အပေါ်မှာကျွန်တော်ဘက်ရှင်သွားတွေ့ပါတယ်အဲ့တော့မလုပ်ရဲလို့တလူပဲလုပ်တော့ပါဘယ်ဒါတော့ကျွန်တော်အကြီးဆုံးဘက်ရှင်တော့မဟုတ်ဘူးပေါ့နော် ကြီးဆုံးဘက်ရှင်ကတက်တက်ရှိတယ်ဟမ်တက်တာတော့ရှိတယ် please okay obsidian နဲ့ပင်ကူမြင်းနဲ့ oh ancient debris okay ပါ oh yeah oh yeah oh yeah လိုချင်တာရ yes okay ပါ soul speed oh that's cool bro အဲ့ဒါမိုက်တယ်အဲ့ဒါမိုက်တယ် okay အဲ့ဆိုကျွန်တော် nether ထဲက ancient debris ကနှစ်ခုရလာတယ်အာခတ်တာနောက်ထပ်နှစ်ခုကလိုသေးတယ်နောက်ထပ်နှစ်ခုရရင်တော့ကျွန်တော် အာမာတစ်ခုကိုလုပ်လို့ရတယ်။အဲ့တော့နည်းနည်းရှာပုံတော်လေးဖွင့်မလားလို့အဲ့ဒီနောက်တစ်ခု A few moments later ခုဆိုရင်ကျွန်တော် Nether ထဲမှာ Nether Scrap တွေလည်းလုပ်ပြီးသွားပြီပေါ့နော်။ကျွန်တော်တို့တော့မိုင်းလိုက်တာကျွန်တော်တို့နှစ်ခုထက်ရလာတယ်။အဲ့တော့ဒီမှာကြည့်ကျွန်တော်တို့ Netherite Ingot လုပ်လို့ရပြီ။သို့ဟာ smelting တွေပဲပြောရအောင်။အဲ့တက်လောက်လိုက်မကွာကြာလို့အပြင်မှာတခုအပြင်မှာတခုအထဲမှာတခုဟိုအဲ့ဒါဆိုကျွန်တော် Pro 4 Armor โอเคဒီမှာမြင်နေနော် ปรอฟูแหละโอเค let's go โอเคนอกจาต้องกูเราสุดเลยใช่จะเราเนเธอร์ไรฟูมาใหญ่ปะเนาะโอ้ yes ทำไมอันนี้ยาวแน่ๆแบบเพียบขนาดนี้อืมหัวเรียกตั้งไปเลยเดี๋ยวจะเนาะใช้มาจากแกนะไอ้เราเอาไปจะบ่าวเลยจะรู้ตัวไหมคู่เราลงมาใหม่ด้วย let's go Yes. ကဲဒါပေမဲ့ကိုလိုကျွန်တော်ကြုံထွက်ရတဲ့ဟာတွေကိုကိုလိုလွယ်လွယ်လေးလို့မအောင်မိပါနဲ့။အခုကလာလွယ်နေပြီမဲ့။နောက်ပိုင်းကြလို့ရှိရင်လုံးဝဆာဗာလူတွေလည်း online ကြတော့မှမလို့နောက်ပိုင်းကြရင် PVP ချတာတွေကအစမျိုးစုံပါလာတော့မှာဖြစ်ပါရဲ့လူတွေကိုအနိုင်ကျင့်တာအဆုံးအကုန်ပေါ့နော်။ကဲအဲ့ခါကြရင်ရောကျွန်တော်အသက်ရှင်နိုင်ပါမလား။ဆိုတော့ကြည့်လိုက်ကြရအောင်။ဆောင်းပြပေးပါလုံး။တောင်းဆိုချင်ပါရဲ့။